ရန်ကုန်မှာရွှေဆိုင်တဆိုင်ကိုကော်တနက်နဲ့ဓားတိုက်ခဲ့သူတွေကိုအချိန်9နာရီကျော်အကြာမှာဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။မလ23ရက်မနက်8နာရီ45မိနစ်ကရန်ကုန်ပပေးတမ်းမြို့နယ်29လမ်းနဲ့လမ်း30အကြားမဟာပန္တူလလမ်းပေါ်က တိတ်ချိန်ရွှေဆိုင်မှာဆန်ပန်ရှင်ရဲ့သမီးဖြစ်သူမမြတ်တင်စာမိုးဟာဆိုင်ဝန်နှံအမျိုးသမီး9ယောက်တို့နဲ့အတူရှိနေစဉ်မှာမတ်စတရီတက်ဆင်ထားတဲ့အမျိုးသား၄ယောက်ကဆိုင်တွင်းဝင်ရောက်လာခဲ့တာပါအဲ့ဒီနောက်တနတ်တို့တလက်နဲ့ကိုင်ဆောင်ချိန်ချောက်ကမှန်ကောက်တာအတွင်းကရွှေရယ်ပစ္စည်းမျိုးစုံ20ကျပ်သားခန့်တမုံငွေကျပ်သိန်း1200လောက်ကိုလူရဲယူဆောင်ထပ်ပြေးသွားခဲ့တာပါ ရီမောင်းဖြစ်သူရဲ့ထွက်ဆိုချက်အရလူရဲမှုကျူးလွန်သူတွေကိုကြောက်တရားမျိုးနဲ့ကနလန်းနဲ့ဘူအောင်ကျော်လန်းစုံကိုငွေချက်၄တောင်နဲ့လိုက်ပါပို့ဆောင်ပေးခဲ့တာကိုသိရလို့ဆက်ပြီးစုံစမ်းစစ်ဆေးခဲ့ရမှာမိုးလွယ်2:15မိနစ်မှာဘူတထောင်မျိုးနဲ့ဘူအောင်ကျော်လန်းကကာဆာမြန်မာဟိုတယ်မှာလူရဲမှုကျူးလွန်သူတွေကိုဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရရှင်။